ြစ်တန်လင်း channel ကိုစောင့်မြအပေးနှာစင်ကြတယ် share ပေးသည်။အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ပရိသတ်တွေအတွက်ဒီခေါက်မှာတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စာရေးဆရာဇီရနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ညောင်ပေထက်ကအဖိုးအိုးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်။ခန်းစားနှာစင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူ BK ပါ။ ောက်လိုင်းတွေကိုနင်းလို့ထွက်လာတဲ့အတန်းကြောင့်မျက်သူလှည့်လို့ရှာရှာဖြစ်သွားပြီးထိုင်ရာကနေထကကြည်ကစုရဲ့ကိုစောင့်နေရကြပြီဘာလို့အခုမှထွက်လာတာလဲ။အိုးအဖကဒီနေ့မှမအေးဖဲစကားတွေထိုင်ပြောနေလို့ထွက်မရဖြစ်နေတာ။ဘာလဲအခုတည်းကညွညင်းနေပြီလား။ဟာဟာညွညင်းစရာလားကွာ။ကိုချစ်သူကအာယုံတက်မှလာလဲစောင့်နေမှာ။ မြတ်သူကစုဝေရဲ့ခန္ဓာကိုယ်လေးကိုရင်ခွင်နဲ့ဆွဲပွေပြီးအနံ့မိုးတွေရွာချပြစ်လိုက်တယ်။ဟိုထားဆရာအချိန်နဲ့လွန်ကုန်မယ်။အာစုဝေကလည်းတခါတလေမှတွေ့ရတာကိုဒီလောက်လေးတော့နမ်းမှာပေါ့။တော်နမ်းလို့လို့ကျုပ်ပါရတဲ့ချက်ဝင်ကုန်မအောင်မယ်။ဟိချစ်သူနှစ်ယောက်လည်းအိမ်နောက်ကကောက်ရိုးပုံဘေးမှာချစ်ကြည်နူးနေတဲ့အချိန်တောက်ဆိုတဲ့အတန်ကြောင့်မြတ်သူရဲ့ရင်ခွင်နဲ့မှီထားတဲ့စုဝေက စကနေရုံးထွက်ပြီးကိုကြားလိုက်လားတရားရတောက်ခေါက်နေတဲ့အတန်လူမြေမင်းစိတ်ထင်နေတာများလားမြတ်သူစကားမဆုံးခင်မှာပဲနောက်တစ်ကြိမ်တောက်ခေါက်တန်တစ်ချက်ထွက်ပေါ်လာခဲ့တယ်သိကြပါရဲ့ကိုရဲ့ဒဇုံတရားကိုမကျင်တဲ့လို့တောက်ခေါက်နေတဲ့အတန်လူပဲစုဝေကကြောက်ကြောက်လန့်လန့်နဲ့အမောင်သူတွေကိုကြည့်နေတာမြင်တော့မြတ်သူတယောက်တပင်းရှည်တစ်ချက်ကိုချက်ကဟာ ဘဲကောင်းလေးလာနှောက်ရှင်နေလဲမသိပါဘူးတိလူကတော့မျက်သူအကြောင်းပြတ်ရသေးတာပေါ့ကိုတိတ်လေသွားတာမကြည့်ပါနဲ့ညာကြီးတကလူလဲမမြင်ရပဲတက်ခေါက်တမ်းပဲကြားနေရတော့စုဝေမနေရတော့ဘူးနောက်မှအေးဆေးတွေးရမယ်နော်တုံလို့ချောက်ချားနေတဲ့စုဝေကြောင့်မျက်သူခေါင်းကိုအသာညှင့်ပြီးနှုတ်ဆက်အနမ်းလေးပေးကလှုပ်ပေးခဲ့တယ်စုဝေပြန်သွားတော့မြတ်သူတယောက်အတန်ကြားတဲ့ဘက်ကိုအရေးစွန်သွားပြီးကြည့်လိုက်တော့ သက်ရှိနေတူလားဆိုလို့ဘာမှမတွေ့ရပဲတကူလုံးမှာရှိတဲ့ကြက်သိမ်းမှွင်းင်းတွေတောင်ထလာတယ်လို့ခံစားလိုက်ရတယ်ဘဲကလေးကဝတရေကများငါတို့ချင်းတွေ့နေတာကိုနှောက်ရှက်နေလဲမသိပါဘူးတိတို့ကတော့နေတဲ့အပင်ကိုပါကုတ်လှည့်ပြင်မယ်မြတ်သူလဲစိတ်ပေါပေါနဲ့ပြောပြီးလှည့်အထွတ်ဇပိုးပေါ်ကိုအေးဆက်ဆက်အရာတခုလာထိတာကိုခံစားလိုက်ရတယ်ဟာဘာလဲဟာ ရုတ်တရက်မှုပခုံးပေါ်ကျလာတဲ့အရာကိုနောက်လှည့်ကြည့်လိုက်ရဘေးမှာရှိတဲ့ညောင်ပင်ပေါ်မှာတပိတ်လောက်ရှိတဲ့မျက်လုံးနှလုံးကမိကြီးခဲလို့နေရဲနေပြီလဲပင်လောက်ရှိတဲ့ပါဇက်သေးကနေချွဲပြပြအရေတွေကတတောက်တောက်ကျနေတာကိုမြင်လိုက်ရတယ်ညာကြီးတကောင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်သူတရအတန်ထွက်အောင်ပဲမအောင်နိုင်ပဲအကျော်ဆွဲက ခွေကနေတတိလေးလေးကျသွားခဲ့တယ်စွေသမီး အဘအတွက်ရင်ရွေးအိုးတထဲလာလာပြပါဦးအိမ်ရှိကနေအော်ပြောလိုက်တဲ့အတန်ကြောင့်အေယာကနေနိုးစပြုတ်နေတဲ့စုဝေတယောက်ကဘိုကေယိုဖြစ်နေတဲ့သပင်ကို ထုံးခွေကရင်ရွေးအိုးတဲထားတဲ့အိမ်တော်ဖေးဘက်ကိုထွက်လာခဲ့လိုက်တယ်ထင်းမီးအရှင်ကြောင့်စုပက်စပြုတ်နေတဲ့ရင်ရွေးအိုးကိုလက်နှီးဆုံးတဲ့ချက်ကအိုးလွတ်ထဲလောင်းထည့်နေတဲ့အချိန်အိမ်နောက်ဘက်မလန်မကန်းမှာလူတွေစုံစုံဖြစ်နေတာကိုမြင်လိုက်ရပေမဲ့ အမှုမဲ့အမှတ်မဲ့သဘောထားလိုက်ပြီးရှင်လေးအိုကြီးကိုထဲကအေရှိကိုထွက်လာခဲ့လိုက်တယ်။အဘမနေ့အစောကြီးထပြီးရှင်လေးကိုတည်ထားတာလား။အေးဟုတ်တယ်။သမီးလည်းအိတ်ပြောနေတာနဲ့မှနိုးတော့တာလေ။ဒီနေ့ရွာတွေကလူတွေဘာဖြစ်နေကြတာလဲ။မနေ့အစောကြီးရိုးရိုးတဲတဲတွေဖြစ်နေပါလား။ဒီမနေ့အဘတို့အိမ်အနောက်လက်ကွင်းဆက်မှာအလောင်းတလောင်းတွေ့လို့ဟင်ဘာလို့ဖြစ်သွားတာလဲဗျ။ ရွာတောင်ပိုင်းကဦးစောမြတ်သားမောင်မြတ်သူ အလောင်းလို့ပြောတာပဲမြတ်သူဆိုတဲ့စကားကြောင့်စုဝေကောင်းတဲ့မှိုက်ကနေဖြစ်သွားပြီအိန္ဒယံကိုကင်ကာထိန်းထားရင်းကနေကိုမြတ်သူကိုမြတ်သူကဘလို့ဖြစ်လို့အဘတော်ရဲ့သေချာမသိဘူးတွားကြည့်တဲ့ယာသားတွေပြောတာတော့လေပင်ကိုတရောက်ရောက်ကညှက်တက်တဲ့ပုံဖြစ်နေတာတဲ့မဖြစ်နိုင်ဘူးဟဲ့မဖြစ်နိုင်ဘူးတမီးတွားကြည့်မှဖြစ်မယ် စုဝေကသွေးယူသွေးတန်းတဲ့အိမ်မော်ကဆင်းဖို့အလို့ရင်းရွေးချမ်းတောက်နေတဲ့လူတွေကဂမန်ကရန်လှမ်းဆွပြီးအလောင်းကမြို့ကိုယူသွားကြပြီသမီးတွားကြည့်လဲတွေ့ရမှာမဟုတ်တော့ဘူးအဲလိုပြောတော့မှစုဝေတယောက်လှေကားရင်းမှထိုင်ချကချုံပွဲချငိုမိတော့ပါတယ်အလောင်းစစ်စစ်ချက်အရာလေဘင်းကို တင်းချက်တဲ့အရာနဲ့ညှစ်ထားတာကြောင့်အသက်ရှူလမ်းကြောင်းပိတ်ပြီးတေသားဆိုပြီးထွက်လာခဲ့တယ် ီလိုနဲ့ရွာမှာရှိတဲ့မတင်ကားတဲ့သူတွေကိုစစ်ဆေးတော့လေတက်တဲ့တိတိကျကျမရှိတာကြောင့်အမှုကိုပိတ်ပစ်ခဲ့ရတယ်။အဲဒီနေ့ကစပြီးစုဝေတယောက်တမိုင်မိုင်တွေတွေနဲ့ဖြစ်လာတယ်လို့အစားလဲဟုတ်တီပတိမစားတာကြောင့်ကိုကန်အားလဲနဲကအပြင်းဖျားပါလေရော။ခြေရင်းကနေလမ်းလျှောက်နေတဲ့အတန်ကြောင့်အိပ်ပျော်လူဇဲဇဲဖြစ်နေတဲ့စုဝေတယောက် နှထင်ကိုလက်နဲ့ဖိကထားကြည့်ပေမယ့်ဘာမှမတွေ့ကိုမြတ်သူများလားစိတ်ထဲကနေမကြသေးခင်ကမှဇုံသွားတဲ့ချစ်သူဖြစ်သူအကြောင်းကိုစဉ်းစားလိုက်တဲ့ချိန်မှာတော့အိမ်နေရာမှာချိန်ထားတဲ့ခမောက်ကလေးမတိုက်ဖဲဟုံးဆိုလွင့်ထွက်သွားတာကိုမြင်လိုက်ရပါတယ်မလမကမှအိမ်နေတဲ့အဘကတော့ဖြစ်နေတာကိုဘာမှမသိတဲ့ပုံစံနဲ့အိမ်မောချနေခဲ့ပါတယ်ဘယ်ဘာလို့လဲ ။စုဝေက ရှေးစုမဲစုအားတွေကိုစူးစီးပြီးမေးလိုက်တော့အိမ်နောက်ဘက်ကနေလမ်းလျှောက်လာတဲ့ခြေတန်းအပြင်ဖြက်ကနေဖြက်ကနေပေါ်လာတဲ့အရေးမဲမဲတစ်ခုကိုမြင်လိုက်ရတယ်။ဘဒူလေလို့စုဝေကြောက်လာပြီနော်။ကြောက်စိတ်ကြောင့်ငိုတန်နဲ့အော်ပြောလိုက်တဲ့အချိန်ခြေရင်းကျူထရန်ဘောက်ကနေနေရဲနေတဲ့မျက်လုံးတစ်လုံးက ပြူးပြီးလာကြည့်နေတာကိုမြင်လိုက်ရတယ်။အမလေး စုဝေကကြောက်လန့်တကြအော်လိုက်ပေမဲ့အဖကအိမ်မွေချခံထားရတဲ့သူပမာ မလုံးမရှက်အိပ်ပျော်နေစေစုဝေတကယ်ကြောက်လို့ပါမကြောက်လန့်ပါနဲ့တော့တောင်းပန်ပါတယ်စုဝေရဲ့အတန်အဆုံးမှာအိမ်ခေါင်းရဲ့ထရန်နားကနေနင်အခုလိုမစားမတော့ဖဲနေရင်ငါပြန်ခေါ်သွားမှာနော်ရေးစားထက်ထားဖို့လေစေမကူနဲ့နင်အနာကိုကတ်တဲ့သူတွေအကုန်လုံးကိုတတ်ပြင်မယ် ဆိုပြီးပြောတဲ့အတန်ကိုထင်ထင်ရှားရှားကြားလိုက်ရတယ်။ခဏနေတော့အတန်ပလန်တွေအလုံးညိတ်သက်သွားပြီးအရာအလုံးပုံမှန်အတိုင်းဖြစ်သွားခဲ့တယ်။စုဝေးလည်းပထမဆုံးအချိန်မျိုးအတော်ကြောက်လန့်သွားပေမဲ့ငါစိတ်ထဲထင်နေတာဖြစ်မှာပါလို့တွေးကဂျမားရေကိုဂေးမဆိုင်ပဲဖြစ်တယ်လို့ဆက်နေခဲ့တယ်။ဒုတိယနေ့ရောက်တော့ညတကောင်အချိန်ရောက်တာနဲ့ခွေးတွေကလေပင်ဘက်ကနေထိုးပြီးဥပါလေရော။ ခွဲဥတန်းကြားပြီးတဲ့အချိန်မှာမကြခင်ပါပဲအိမ်ထဲမှာလမ်းလျှောက်နေတဲ့အတန်တွေအပြင် အရေးမဲမဲတစ်ခုဖြက်သွားဖြက်လာလုံနေတာကိုမြင်လာခဲ့တယ်။စုဝေးကြောက်လန့်လို့អော်လိုက်ရင်ခဏငြိမ်သွားပေမဲ့မကြခင်အတန်တွေရောအနံ့တွေပါထပ်ပေးလာခဲ့တယ်။အဲဒီတော့မှစုဝေးတယောက်မင်းညားကကြားခဲ့တာတွေကိုသတိရပြီးကျမ်းမအောင်နေပါမယ်အစားလေးစားပါမယ်စစ်သူကြီးစားလေးမထားတော့ပါဘူး လို့ပြောလိုက်တော့ဖြစ်ပေါ်နေတဲ့အရာအလုံးပြောက်ွယ်သွားခဲ့တယ်။စုဝေတဲ့ဒူဒူဆန်းဆန်းကြုံခဲ့ရတဲ့ဖြစ်ရကြောင့်ရေးစားတနာထားဖို့ကိုအတွင်းနဲ့တောင်မတွေးရအောင်ဖြစ်နေရတယ်။တခါတလေနေမကောင်းတဲ့ချိန်တွေဆိုရင်အိမ်နောက်ဖက်ညောင်မင်းပေါ်ကနေအဖိုးတယောက်ဆင်းလာပြီးသူ့ကိုလာကြည့်နေတဲ့ပုံစံအိမ်မက်မျိုးတွေမြင်မှတ်ခဲ့တယ်။ဒီလိုနဲ့၃နှစ်လောက်ကြာတော့စုဝေရဲ့ရင်ထဲမှာဘုံခွေနေတဲ့ချက်ချင်းမြစ်တာတွေ တပတ်ပြန်လဲနိုးထအောင်လှုပ်တဲ့သူတယောက်ပေါ်လာခဲ့တယ်။သူ့နာမည်ကခွန်မောင်။ခွန်မောင်ကစုဝေထက်အသက်၃နှစ်လောက်ငယ်ပြီးငငယ်တည်းကဖခင်ဇာတိဖြစ်တဲ့မြို့ပေါ်မှာကြောင်းသွားတက်နေရလို့ရွာကိုတိတ်မရောက်ဖြစ်ခဲ့ဘူး။ခွန်မောင်ကမြို့မှာကြောင်းနေတဲ့သူပြပြဝစ်စားတဲ့တော့ရွာမှာရှိတဲ့အပြိုပြန်းတွေကအစအပြိုကြီးတွေအစုံခွန်မောင်ကိုစိတ်ဝင်စားကြပေမဲ့မြို့သားကြီးတယောက်ဖြစ်လဲ ခုံးမကရွာကမိန်းကလေးတွေကိုတာမန်စကားပြောဆိုတာထက်မပိုခဲ့ဘူးတနေ့မှာတော့စူဝေတရားဟိုဘက်ရွာမှာစပားကျွေးတောင်းပြီးပြန်လာတဲ့အချိန်ရွာပြင်လမ်းကနေဖုံစထောင်းထောင်းထအောင်မောင်းလာတဲ့ဆိုင်ကယ်တစ်စီးကိုမြင်လိုက်ကြတယ်ဆိုင်ကယ်ကသူ့ဘေးနားရောက်တော့ရုတ်တရက်အရှင်လျှောက်လိုက်တဲ့အတွက်ခြေမျက်စိလောက်ထိတဲ့ဖုံလေးအားလုံးအရာတွေကလုံးထွေးပြီးဆိုင်ကယ်ရောလူရောလဲကျသွားခဲ့တယ် ဟဲ့ဟဲ့ဘလို့ဖြစ်တာလဲစူဝေကဖုံတော့တဲ့လဲကျသွားတဲ့သူကိုပြေးထူလိုက်ရာရွာမှာတခါမှမမြင်ဘူးတဲ့သူ ဖြစ်နေတာကြောင့်ဒီကောင်လေးကခုံးမောင်ဖြစ်မယ်လို့တွေးမိခဲ့တယ်။ရှားတယ်မကြီးဖုံတော့တဲ့လဲတာဆိုတဲ့အင်ကြီးတွေပေတာတော့ပဲရှိတာပါ။မင်းကဘလို့ဖြစ်လို့ဒီနားရောက်မှအရှင်လျှော့လိုက်တာလဲ။စူဝေရဲ့စကားကြောင့်ဖုံတွေနဲ့ပေလူးနေတဲ့ကောင်လေးက ကျွန်တော်အရှင်နဲ့မောင်းရင်မာကြီးကိုဖုန်နဲ့ဆင်မှာပေါ့ဒါကြောင့်အရှင်လျှော့လိုက်တာစကားပြောရင်ကြေးပြီးပြောရှင်တဲ့နေရထားရှိတဲ့ကောင်းလေးစကားကြောင့်စုဝေတယောက်မထင်မဖဲပြောမိခဲ့တယ်။ဘာမှဖြစ်ရင်လည်းပြေးတာပါပဲ။တခုခုဖြစ်ရင်ရွာသူတွေကငါ့ကိုပဲပြောကြမှာ။စိတ်ချပါဗျာကျွန်တော်ဒီအကြောင်းတွေပြန်မပြောပါဘူး။ထထက်မကြီးကဘယ်ပိုင်းမှာနေတာလဲ။ဒါလဲလာလဲမလို့လား။တို့ရင်ကဧည့်သည်လက်မခံဘူးနော်။ စုဝေကရင်ထဲကမပါတဲ့စကလုံးတွေနဲ့ပြောပြီးခြေလန်းကျဲကြီးတွေနဲ့ရွာထဲကိုဝင်လာခဲ့လိုက်တယ်။နောက်တနေ့မနေ့အရောက်မှာတော့စုဝေတို့အိမ်ကိုခုံးမောင်တယောက်ဆက်ဆက်မြဲမြဲရောက်ချလာခဲ့တယ်။သူ့ဘေးမှာတော့စုဝေရဲ့မောင်တဝမ်းခွင်ကောင်းဆန်ကသူမသိတဲ့ပုံစံနဲ့တောင်ကြီးမြောက်ကြီးလုံနေခဲ့တယ်။အဲ့ဒီကိုအိမ်မော်တက်ပါလို့မခေါ်တော့ဘူးလား။စကားတွက်လာတဲ့ခုံးမောင်ကြောင့်စုဝေမသက်သာတော့ဘူး။ ိမ်မော်တက်ကြပါရှင့်အဲလိုပြောကခေါင်းဆံကိုမျက်စောင်းထိုးလှမ်းကြည့်လိုက်တော့ခေါင်းဆံကတော့ရေကြဲကြဲလှုပ်ပြီးအနားကက်လာကခေါမောင်က အမားတို့အိမ်သွားမယ်ဆိုပြီးတရီရီလုံနေရကြခေါ်လာခဲ့တာအဲလိုပြောပြီးခေါမောင်ဘေးမှာသွားထိုင်နေခဲ့တယ်အိမ်ကြီးကစပြီးခေါမောင်တယောက်စုဝေတို့အိမ်ရှိမှလမ်းတလားပါလိရောစုဝေလည်းတန်ရုံးစင်မတွင်မိအောင်ထိန်းထားပေမဲ့အချင်းကြရာနဲ့အမျှ ခုံးမောင်ပေါ်တန်ရောစင်ရှိတရားဖြစ်လာခဲ့တယ်။ဒီတခါတော့စုဝေတယောက်ခုံးမောင်ကိုအရင်တယောက်လိုဖြစ်စေခြင်းတဲ့အတွက်ခံစားချက်တွေကို ထုတ်မပြဘဲကွယ်ဝှက်ထားခဲ့တယ်။ခုံးမောင်ကလည်းစုဝေမှစုဝေဖြစ်နေတဲ့အပြင်မိဘစုံကြီးနဲ့တောင်းရမယ်တကယ်ကဲလုပ်နေလို့ချော့တခါချော့တလဲပြောရတဲ့အခြေအနေတွေဖြစ်လာခဲ့တယ်။ကောင်းစင်မင်းအမငါ့ကိုမချစ်တယ်လို့ပဲခွာ။ ရှားပြင်းစေဒီပေါ်မှာတန်ရှင်းလှုပ်နေရင်ပြောလိုက်တဲ့ခေါမောင်စကားကြောင့်အမိုက်တွေကိုတောင်းနေထဲ့နေတဲ့ကောင်းဆန်ကမင်းအပေါ်သူစိတ်ဝင်စားလို့အရေးတွေယူလှုပ်နေတာပေါ့ငတုံးရဒါလေးတော့မသိဘူးလားဟိဟိဟုတ်လားမင်းပြောမှပဲအားတက်သွားပြီကွာခေါမောင်ကကောင်းဆန်စကားကိုသဘောတွေ့ဟန်တဲ့ရဲကျဲကျဲလှုပ်ပြီးစေဒီပေါ်ကအညစ်အကြေးတွေကိုအဝေးချမ်းနဲ့တုတ်တင်နေလိုက်တယ်အဲ့ဒီချင်းယောဂီဝိဆုံစင်တို့ဝေထားတဲ့လူနှစ်ယောက် ဇေရီဘောတက်လာပြီးတင်းကုန်နေတောင်းတဲ့တင်းလာတောင်းမှာကိုစီထိုင်ကဖျားဥချနေတာကိုမြင်လိုက်ကြရတယ်ခေါမောင်လို့လေဖျားဖူးတွေရောက်လာတော့စကားဆက်မပြောကြတော့ပဲကိုအလုတ်ကိုပြီးစီအောင်လုံနေလိုက်ခဲ့မောင်ရင်တို့ကဇေဒီမှာလှူအားပေးလုံနေကြရလားအရမ်းမြင့်မြင့်ဥပရိယကောင်းကောင်းလူရဲ့စကားကြောင့်ခေါမောင်ကအမိုက်တောင်းကိုအောက်ချလိုက်ပြီဟုတ်ပါတယ်ဗျာ ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်အလုံးမရှိတာနဲ့ကုသိုလ်ရအောင်တန်ရှင်းရလာလုံးနေကြတာပါဒါရုဒါရုဒါရုမောင်ရင်တို့ပြုခဲ့တဲ့ကုသိုလ်ကိုချီးမြှောက်တဲ့အနေနဲ့အဆောင်လောက်ဖွဲ့တစ်ခုစီပေးကျင်ပါတယ်ကောင်းတဲ့အဆောင်ဆိုရင်တော့ကျွန်တော်လက်ခံပေးပါမယ်ခုံးမောင်စကားကိုကြားတော့ယောဂီဝိလူနှစ်ယောက်ကနှစ်လိုပဲပြုလိုက်ပြီမောင်ရင်တို့လိုဘာသာရေးအတိတ်တက်တဲ့လူငယ်တွေကိုမကောင်းတဲ့အဆောင်ပေးရင် ပိုးရဲလူကငရဲ့အိုဓာတ်ရဲ့ဆင်းသွားရမှာပေါ့ကဲလာကြလာကြအဲလိုပြောကားနီညိုရောင်လွယ်ထဲကနေခြေပြားနဲ့လိတ်ထားတဲ့လက်ပတ်နှစ်ခုကိုထုတ်ယူပြီးကမ်းပေးခဲ့တယ်ဒါဘလို့ဆောင်ရမလဲဗျဒီဆောင်လေးကိုညာဘက်လက်မောင်းရှင်းမှာပက်ထားရင်မကောင်းတဲ့အရာတွေမှန်သမျှအနာကက်မရပဲရှောင်ခွာသွားကြလိမ့်မယ်မောင်ရင်တို့အနေနဲ့ဆောင်ထင်းရမှာကအရက်သေးစားတောက်စားခြင်း မိနေတဲ့အင်ကိုသွာလာခြင်းယုံညံ့တဲ့နေရာတွေအောက်ကိုမဝင်မိစေဖို့ပဲစိတ်ကြပါဗျကျွန်တော်တို့နှစ်ယောက်ကအဲ့လိုအရာတွေနဲ့ကင်းပါတယ်ဟုတ်တယ်မလားကောင်းဆန်းခုံးမောင်စကားကြောင့်ကောင်းဆန်းကခေါင်းကိုတွင်တွင်ညှင်ရင်ဟောက်မှန်ကြောင့်ထောက်ခံခဲ့တယ်ဆရာတို့နှစ်ယောက်ကဒီစီဒီမှာတပတ်လောက်အတိတ်ထံဝင်မှဆိုတော့နောက်အားတဲ့အချိန်အလဲလာခဲ့ကြပါဦးဟုတ်ဗျကျွန်တော်တို့တည်းချားတစ်ခါလောက်လာခဲ့ပါမယ် ဆရာတို့အနေနဲ့အခြားလူဝဲတာရှင်လည်းအချိန်မီပြောပါတွက်လက်ဖော်ယူတဲ့ခေါမောင်ကယောဂီဝဲလူနှစ်ယောက်ကိုလောက်ခုပြုပြီး ရွာထဲကို ပြန်လာခဲ့ကြတယ်ဒီလိုနှစ်ယောက်ရဲ့ညာဘက်လမ်းမောင်းမှာတော့ကြေးပြားအဆောင်တွေတင်းတင်းကျပ်လျက်မိုင်းစုဝဲဖြိုးမိုင်းစုဝဲအိမ်အောက်ကနေအော်ခေါ်နေတဲ့အတန်ကြောင့်ရေချိုးပြီးလို့နနခါချောင်းရက်ခတ်နေတဲ့စုဝဲတယောက်အိမ်ရှိကိုထွက်လာခဲ့လိုက်တယ်ဟာဘလူများလဲလို့ခေါမောင်မလား ြောပါဦးဘာအရေးကိစ္စရှိလို့လဲဟာပြအရေးကိစ္စရှိမှလာရမှာလားဒီတိုင်းလာလို့ကမရဘူးလားအမလေးကိုတော့ချော့ရဲ့ဒီတိုင်းလဲရပါတယ်စူစမ်းမအောင်ဘာများဖြစ်လို့ရောက်လာတာလဲကောင်းဆန်ကမာကြီးတို့အိမ်လာခဲ့ဆိုလို့လာခဲ့တာဒီကောင်မရှိဘူးလားကောင်းဆန်ကသူ့အိမ်မှာပေါ့သူ့ကိုတွေ့ရင်သူ့အိမ်သွားလေစုဝေစကားကိုကြားတော့ခုံးမောင်ကမကျေနပ်တဲ့ညနေဘေးနဲ့ကြည့်ပြီးအိမ်ဘော်ကိုဖြက်ခနဲထက်လာခဲ့လိုက်တယ် ခမအိမ်မှာအပါလဲမရှိဘူးခုလိုနှယောက်တည်းရှိနေတာမသိတော့ပါဘူးလေဗာလဲမိုင်းစုဝေကဘေးလူတွေပြောမှကြောက်နေတာလားခမကတော့ဒါတွေကိုမကြောက်ဘူးနော်အဲ့လိုလဲမဟုတ်ဘူးလေမင်းနဲ့ငါတွေကဘာပတ်သက်မှု ရှိတာမှမဟုတ်ပဲခုလိုမျိုးစုဝေစကားမဆုံးခင်မှာပဲခုံးမောင်ကရှက်ကိုရှက်ကန်ဖြစ်နေတဲ့စုဝေရဲ့လက်နှစ်ဖက်ကိုဖမ်းကန်လိုက်ပြီ။မောင်ကျွန်တော်တကယ်ချစ်တယ်ဗျာ ကျွန်တော်ကမကိုပဲလက်ထက်မှာကျွန်တော်အချစ်ကိုလက်ခံပေးပါလား။အိုးဒီလိုမျိုးလက်ရဲစရဲလုပ်တာ အမမကြိုက်ဘူးလက်ကိုဖဲစမ်းမဖဲဘူး။မကျွန်တော်ကိုချစ်တယ်လို့ပြောမှဖဲမယ်။မဘာလို့ခုခံစားချက်ကိုဖုံးကွယ်ခြင်းအားလဲ။မမတတိမရှိဘူးလား။ကောမောင်စကားကစုရဲ့အရှိုက်တက်တဲ့ကိုထိသွားသလိုကြော်လိုက်တာဗျာမနဲ့ပြန်လူကြီးစုံရတယ်လာစေးစေးထားမယ်နော်ဘလူးမထိခဲ့တာမဖြစ်စေချင်ဘူးကျွန်တော်ယောက်ျားပါဗျာ မအတွက်ဆိုဘာဖြစ်ဖြစ်ရင်ဆိုင်ရဲတယ်။မကျွန်တော်ကိုချစ်တယ်မဟုတ်လား။ကလေးတယောက်လိုပူဇော်နေတဲ့ခွန်မောင်ရဲ့စကားတွေအောက်မှာစုရဲ့ထင်းချုံနိုင်စွမ်းတွေရော့ကျသွားပြီ။အင်း၊မင်းကိုချစ်ပါတယ်။အာဒီကောင်လေးကတော့အဲ့လိုချက်ချင်းကြီးစီစဉ်လို့မရဘူးလေမင်းအနေနဲ့အမပြောတာကိုနားထောင်ပါနောက်တစ်ဆင့်တက်ဖို့စဉ်းစားပေးမယ် ဒါဆိုလဲကျွန်တော်ဘာလုပ်ရမလဲပြောညာကြီးတကောင် အမစီလာလဲတာမျိုးမလုပ်ဖို့ခရီးပေးဟမ်ခရီးပေးလို့ပြောနေတယ်လေဟုတ်ပါပြီခရီးပေးတယ်ကျွန်တော်တွေ့ကျင်ရဲ့နေပဲပဲလာမယ်ခုံးမောင်စကားကြောင့်စုရဲ့အနှဲငယ်စိတ်ချသွားပြီးခေါင်းငယ်ပြလိုက်တယ်ခေါင်းဆန်တင်ညမင်းအမတို့အိမ်နဲ့ကြာသွားတိရအောင်ဟဲ့ကောင်ဒါတော့မရဘူး ငါအမကိုတွားပို့တာငါလိုက်လို့တင့်တော်မလားကွမင်းကလေအချင်းချင်းဈေးကင်နေပြန်ပြီမကြပါဘူးကွတဘောနှစ်ပုတ်လောက်ပဲတီးမှာပါဟာဒီကောင်ကတော့ခက်ပြီကွာမင်းကဘယ်နဲ့တွားတီးမလို့လဲအိမ်ရှိမှာတီးရတာလူသားလူလာများတော့အဆင်မပြေဘူးကွဒါကြောင့်အိမ်နောက်လက်ခွင်းတွေပဲတွားတီးအောင်ချစ်ပါမလားကွအဲ့ဘက်ကညဆိုရင်လူပြက်တယ်မင်းယောက်ျားမဟုတ်ဘူးလားဒီလောက်လေးကိုတက်တီကြောင်ရတယ်လို့ကွာ ်ခုံးမောင်ရဲ့စကားကြောင့်ကောင်းဆန်ရှူးရှူးရှဲရှဲဖြစ်သွားပြီဒါဆိုလဲသွားမယ်ကွာမင်းအဲ့လိုပြောတာတော့မခံဘူးဟဲဟဲဒီလိုမှပေါ့ကွာညာဦးပိုင်းအချင်းရောက်တော့ခုံးမောင်တို့နှစ်ယောက်ဂီတာတလက်ကိုယူကစုဝေတို့အိမ်အနောက်ဘက်ကိုထွက်လာခဲ့လိုက်တယ်ခုံးမောင်ဒီနောက်ကပဲတီးကွာညောင်မင်းရှိတဲ့ဘက်တော့မသွားနဲ့အေးပါကွာငါလဲဒီနောက်ကပဲတီးမှာပါခုံးမောင်ကကစင်းရိုးပေါ်ထိုင်လိုက်ပြီး ဂီတာကိုကျိုးညိလိုက်အတန်ဆန်းလိုက်လုပ်နေခဲ့တယ်။မင်းဟာကကျိုးညိမိုးလင်းဖိုးလာမယ်ဖြစ်တော့မယ်။ဒီစားရှိမြန်မြန်တီးပါဟ။နေစမ်းမအောင်ဂီတာဆိုတာကျိုးမညိတီးမကောင်းဘူးကွ။ဒါတွေကိုမင်းနားမလည်ပါဘူး။တငယ်ချင်းတယောက်စကားများနေတဲ့အချိန်ညောင်မင်းဘော်ကနေပုတ်လောက်နေပါရှိတဲ့အကောင်တကောင်စောက်ထိုးဆင်းလာခဲ့တယ်။မကြမီလူဝင်လို့လို့အမဲကောင်လို့လို့ခွန်မောင်တို့အနာကို ရောက်လာပြီး လက်ဘေးမှာပတ်ထားတဲ့ရှာကိုဆန့်ထုတ်ကအနာကိုကက်သွားတဲ့အချိန်ပြင်းထန်တဲ့တွန်းကန်အားတစ်ခုကြောင့်အနာမရောက်ခင်မှာပဲဝါးတပြန်စာလောက်ကိုလွတ်ထွက်သွားခဲ့တယ်။ချွတ်ချွတ်ဂျူရုံလူမရှိတဲ့လက်ခွဲဘက်ကနေကြားလိုက်ရတဲ့အတန်ကြောင့်ခွန်မောင်တို့နှစ်ယောက်ဂစ်တာကိုဘေးချပြီးချိန်လိုက်တော့ကောက်လန်းတွေကြားထဲမှာအထင်းသားပေါ်နေတဲ့စွတ်ကြောင်းတစ်ခုကိုလက်ရောင်အောက်မှာအထင်းသားမြင်လိုက်ရတယ်။ဟဲ့ကော ငါကြောက်လာပြီဟဘာမှမမြင်ရပဲစွတ်ချောင်းကြီးပေါ်လာတာတွေးရသားရတော့မဟုတ်ဘူးနော်ဒီတခါတော့ခေါမောင်တရားကောင်းဆန်စကားကိုမပဲရှားရတော့ပဲဂီတာကိုကန်ကာတကြိုးရက်လစ်ပြေးကြပါလေရောအင်တရနာကနေကြားလိုက်ရတဲ့တက်ခေါက်တန်းကြောင့်အိပ်ပျော်နေတဲ့စုဝေလက်နိုးလာခဲ့တယ်ရှုရှုရှု ခြေတံတွေကအိမ်ထဲမှာရှောက်သွားနေသလိုကြားလိုက်ရတာကြောင့်အိမ်နေရာကနေငုတ်တုတ်ထိုင်လိုက်ပြီးမိအိမ်ကို အရှိန်မြင့်တင်လိုက်တယ်။ဘာလို့လဲ?ဟုံးဂျုံခလလလလစကားတဲ့အစုံမှာအိမ်နောက်ဖေးဘက်ကနေအိုးခွက်ပကံတွေကြခွဲတဲ့အတန်ကိုတစ်ဆက်တည်းကြားလိုက်ရတယ်။ဒီတစ်ခါတော့စုဝေမကြောက်တော့ပဲဖြတ်သွားဖြတ်လာလောက်ပြနေတဲ့အရေးအမဲမဲကြီးကိုကြည့်ကထမနှောက်ရှစ်ပါနေတော့ စုဝေတောင်းမှမှာရယ်စုဝေတကယ်သူ့ကိုချစ်တာပါအခုတော့လုံနေတာတွေကိုချက်တန်းကရက်ပါတော့အဲ့လိုတီတိုပြောဆိုလိုက်တယ်ဒါပေမဲ့အဲ့လိုပြောလေဖြက်ကနေဖြက်ကနေပေါ်လာတဲ့အရေးမဲမဲကြီးစီကနေအန်ကျိတဲ့တက်ခေါက်တန်တွေအပြင်မပင်မပြင်ဝိုးတော်ဝါးတွေပြောဆိုတဲ့အတန်တွေထွက်ပေါ်လာတာကိုသတိထားမိခဲ့တယ်ဒီလိုနဲ့တညာလုံးအိတ်မရအောင်တောင်းချမ်းပြီးအာယုံတက်ချင်ရောက်တော့ ကောင်းရင်ထရန်ပေါင်းနားကနေနေအကောင်လက်မောင်းမှာပတ်ထားတဲ့အဆောင်ကိုချုပ်ခိုင်းလိုက်ဆိုရဲအတန်နဲ့အတူမြင်းနေကြားနေရတာတွေရုတ်တရက်ပြောက်ွယ်သွားခဲ့တယ်။နောက်နေ့မနေ့ရောက်တော့စု၏လဲအဘကူအကျိုးချောင်းပြောပြပြီးခေါင်းဆန်နဲ့ခုံးမောင်ကိုခေါ်ခိုင်းကလက်မောင်းကိုကြည့်တော့အနီရောင်ပိုးရိုးနဲ့ကျစ်ထားတဲ့အဆောင်လက်ဖွဲ့တစ်ခုကိုမြင်လိုက်ရတယ်။ခုံးမောင်အမကူမှန်မှန်ပြောစမ်း ညကမင်းတို့ဘယ်သွားကြသေးလဲဘယ်မှမသွားပါဘူးဘာဖြစ်လို့လဲအမကလိန်နာကိုအမောင်းဆုံးပဲနော်နောက်တစ်ခေါက်ထပ်မေးမယ်ညကဘယ်သွားကြသေးလဲဒီတစ်ခေါက်တော့ခုံးမောင်မညာဝန်းတော့ပဲညကအကြောင်းအရာတွေကိုပြောပြလိုက်တယ်ကန်တီဘီလို့ပေါ့ကွယ်ညကနင်တို့အသက်ကိုဒီအဆောင်လက်ဖွဲ့ကကယ်လိုက်တာဒါကိုနင်တို့ဘယ်ကရတာလဲရွာပြင်စီရီမှာဒိဋ္ဌံဝင်နေတဲ့ဆရာတွေပေးထားတာဘာဖြစ်လို့လဲ မင်းအမကိုတကယ်ချစ်လားစုဝေရဲ့စကားကြောင့်ခွန်းမောင်ဆွံ့အပ်သွားပြီးရုတ်တရက်ကြီးဘာလို့မေးတာလဲမေးတာကိုဖြေဆမ်းပါအမကိုတကယ်ချစ်တာလားလို့ချစ်တာဗောဗျမအားလားခွင့်ပြုရင်ချက်ချင်းလက်ထက်ယူမှာကောင်းပြီဒါဖြစ်ရင်ရွာပြင်ဇေဒီမှာရှိနေတဲ့ဆရာစီလိုက်ဖို့ပေးကောင်းစမ်းမင်းလည်းအတူလိုက်ခဲ့စုဝေရဲ့စိုင်းမစင်ဘုံမစင်စကားကြောင့်ခွန်းမောင်တို့ကြောက်အားဖြစ်ကား ရွာပြင်စေဒီဘက်ကိုထွက်လာခဲ့လိုက်တယ်။စေဒီရောက်တော့ဇင်းကြံရှောင်နေတဲ့ဆရာနှစ်ယောက်နဲ့ဆုံခဲ့အတွက်စုဝေက သူ့ဖြစ်ပျက်နေတဲ့အရာတွေကို ဖွင့်ပြောကအခုတောင်းခံခဲ့လိုက်တယ်။အမေပြောပုံရအဲ့ဒီပုဂ္ဂိုလ်ကအိမ်ထဲထီထောင်ဝင်လို့ရတယ်ဆိုတော့သူနဲ့အမေရဲ့ကြားမှာဖုံးွယ်ထားတဲ့ကိစ္စတခုရှိကိုရှိရမယ်။ဒါတော့ကျမလည်းတကယ်မသိတာပါ။အခုလာရတာကလည်းဆရာတို့အစွမ်းကိုယုံကြည်လို့လာခဲ့တာပါ။ ကောင်းပြီလေကာယကရှင်ကိုတိုင်ကတောင်းဆိုလာတော့လေကျိုးတို့လိုက်ပြီးဖြည့်ရှင်းပေးပါမယ်မောင်ကောင်းရေလွယ်တာရယူလာခဲ့ပါဦးရောင်တစောင်းထုံးထားတဲ့ဆရာရဲ့စကားကြောင့်မောင်ကောင်းဆိုသူက နီယိုရောင်လွယ်ကိုလဲပြီးယူလာပေးလိုက်ပါတယ်ခုံးမောင်နဲ့ကောင်းဆန်တို့လည်းမျက်စိတငယ်နားတငယ်နဲ့ဆရာနှစ်ယောက်အနောက်ကနေရောင်ပေးပေးလိုက်လာခဲ့ကြတယ် ဆရာနှစ်ယောက်ကလည်းခြံဝရောက်တာနဲ့လွယ်ထဲပါလာတဲ့အင်းတစ်ချက်ကိုထုတ်ကာကက်လိုက်ပြီးအိမ်ဘော်ကိုတက်လာခဲ့လိုက်တယ်။ခူးချင်းကစပြီးကာယကရှင်တွေ့ကြုံနေရတဲ့ပြစ်စင်ကိုခူးတော်မှာဖြစ်လို့အိမ်တော်ဦးစီးအဘအနေနဲ့ကြည်ကြည်ပြပြခွင့်ပြုမပြုလေးသိကျင်ပါတယ်။ခွင့်ပြုပါတယ်ဆရာ။တမီးစိတ်ချမ်းသာဖို့ဆိုဘာဖြစ်ဖြစ် ခွင့်ပြုပါတယ်။ဆရာနှစ်ယောက်လည်းခွင့်ပြုချက်ရပြီမို့ဖះเจ้าဆောင်ပေါ်မှာဖះောင်းနိုင်ထုံးပြီး စပင်ကိုရောင်တုံးလိုထုံးထားတဲ့ဆရာကဖះငါးစုတို့ရဲ့အမိန်အထက်ဆရာကြီးများရဲ့အာဏာတမာဒေဝနဂေါနှမြတ်တို့ရဲ့ကြီးရှုဆောင်မမှုနဲ့ကာယကံရှင်မင်းကလေးကိုနှောက်ရှက်ခြောက်လန့်နေတဲ့ပုဂ္ဂိုလ်ဟာဆင့်ခေါ်လိုက်သည်ဤအမိန်ကိုကြားသည်နှင့်ချက်ချင်းကြုတ်ရှည်ရောက်ရှိစေ အာခံပြီးပေကက်နေပါကငရဲမီးနဲ့လှောင်မြိုက်ခံရရသလိုပူလောင်စေတာ အဲ့လိုပြောပြီးကျန်းကိုလဝါနဲ့ပုတ်လိုက်ရာအရှိမထိုင်နေတဲ့စုဝေတရားဂရုံကရင်ဖြစ်လာပြီးမျက်လုံးတွေနီလာခဲ့တယ်။ရှောက်ပြီဆိုရင်ဖះကိုဥတိုက်အမိန်စကားတဲ့အစုံမှာစုဝေတဖြစ်လဲအစွဲကောင်ကဖះကိုဥတိုက်ကတဟင်းဟင်းနဲ့ညီးတွားနေခဲ့တယ်။တင်ပတူလဲဘာကြောင့်ဒီကလေးမကိုနှောက်ရက်နေရတယ်ဆိုတာပြောပါ။ငါနာမည်ကဖိုးတန်ခဲ့ ဒီကလေးမကအတိတ်ဘဝမှာငါသမီးဖြစ်ခဲ့ဘူးတဲ့သူအိမ်တော်ပြုတ်ရင်ငါစီစိတ်မလဲတော့မှဆိုလို့အခုလိုလှုပ်တာစုဝေစီကနေယောက်ျားစံကြီးထွက်လာတော့ခွန်မောင်နဲ့ကောင်းဆန်နဲ့အဘဘအံ့ဩသွားခဲ့တယ်တင်တဲ့သူကဘဝချားနေပြီလေခုလိုမျိုးလှုပ်လို့ဘယ်ရတော့မလဲသူဘဝသူလွတ်လပ်ခွင့်ရွေးချယ်ခွင့်ပြုပါစေမရဘူး ငါသမီးကိုပေးတော့ကကလေးမွေးပြီးငါကိုအိမ်ထဲဝင်ထွက်ခွင့်ပြုမယ်လို့ဒီလင်မယားဂရီပေးထားတာကလေးလည်းမွေးပြီးရောသူမိမကဂရီဖြစ်ပြီးငါကိုအိမ်ထဲပေးမဝင်ဖို့ကြိုးစားလို့တပ်ပစ်ခဲ့တာဟုတ်လားပါအဖအဲ့လိုဂရီပေးခဲ့ဘူးလားအဲ့ဒါကအိမ်နောက်ကညောင်မင်းမရုပ်ခဆိုးရှိတယ်ဆိုပြီးတရင်ကြည့်လို့လင်မယားနဲ့ကလေးစုပန်းခဲ့တာသူပြောတယ်လို့ခွင့်ပြုခဲ့တယ်ဆိုတော့အပါလဲမသိခဲ့ဘူး နေမတိပြီမဲ့နေမိမ့်မှအတိတယ်ငါကိုလိန်လဲလဲပြားဖို့မကြိုးစားနဲ့နင်းကိုပါအသေးအသက်ပြမတဲဆရာရှိမှတော့လူအသက်ကိုတတ်မယ်လို့ပြောရတဲ့သူအခုချက်ချင်းအင်းဆောင်တွေက ပြောတဲ့ဗစက်ကိုမိမြက်ကြစမ်းဆရာဖြစ်သူပြောလိုက်တဲ့စကားအဆုံးမှာဝင်ဖူးနေတဲ့သူက သူ့ဗစက်သူလက်နဲ့ရိုက်ပြီးအမလီပူလာကြီးရဲ့ဗစက်တစ်ခုလုံးမိရင်ဆွဲနေပြီး မလုပ်ပါနဲ့တော့ထပ်ပြောတော့ပါဘူး ိုင်လိုပြောကရုန်းကန်နေကြတယ်။အင်းဆောင်တွေမိစားကိုပြတ်သိမ်းတာ။ကဲအခုအစ်အနေနဲ့နောက်ထပ်မနှောက်ရှက်တော့ဘူးလို့ခရီးပေးရင်ပြန်လွတ်ပေးမယ်။ငါခရီးပေးရင်ငါသမီးစီလာလို့မရတော့ဘူးပေါ့။အမလီအဖြစ်ဆိုးလာကြည့်ရကွယ်။ငါသမီးကိုငါချစ်လို့ဆောက်ရှောက်တာကိုဒင်းတို့ကဇေယရီနဲ့ခေါ်ပြီးနှိမ့်ဆက်ကြတာပါလား။ တင်ချစ်တာကအရန်အစွန်းရောက်လွန်းနေတင်သမီးကိုချစ်တယ်ဆိုရင်သူ့ရဲ့ဆန္ဒကိုလက်ရောပေးလိုက်ပါတင်အနေနဲ့သူ့အနားမှာနေလို့ရအောင်ကျုပ်တို့ကူညီပေးမယ်အေးတကယ်ပြောရလားကျုပ်သမီးအနားမှာနေခွင့်ရမယ်ဆိုတာသိကြလားကျုပ်တို့ကဂရိတ္တစာနဲ့အလုံးလုံးနေသူမို့မူသားကို ဟာသလို့တော့မပြောဘူးတင်အနေနဲ့ ကာယကရှင်အဖြစ်တခြားဘရူတူဦးတယောက်ကိုမှမနှောက်ရှက်တော့ပါဘူးလို့ဂရီပေးနိုင်သလားဂရီပေးတယ်ကျုပ်ကိုတမိအနာမှာပဲထားပေးပါ သူနဲ့မခွဲဘူးဆိုရင်ဘရူကိုမှဒုက္ခမပေးတော့ဘူးကောင်းပြီဒါဆိုအစ်အနေနဲ့တစ္ဆာရေတောက်ပါတောက်ပါမယ်ကျုပ်တောက်ပါမယ်အဲဒီတော့မှဆရာဖြစ်သူကတစ္ဆာရေတိုက်ကနောက်နောက်ဘရူကိုမှဒုက္ခမပေးဖို့ဆုံးမကား ထောက်ခွာခွင့်ပေးခဲ့တယ်။အဲဒီနောက်ပိုင်းစုဝေအနေနဲ့အတန်တွေအရေးတွေကို မကြားမမြင်ရတော့ပဲခွန်မောင်နဲ့ပျော်ရွှင်စွာလက်တဲသွားနိုင်ခဲ့တယ်။စုဝေနဲ့ခွန်မောင်တို့အိမ်အောင်ကြပြီးနှစ်နှစ်ကြာတော့ပထမဆုံးတာအုပ်လေးကို မွေးဖွားခဲ့တယ်။ကောင်းဆန်နဲ့အဘဖြစ်သူကတော့ဒီစကားကညောင်မင်းမနေတဲ့ဖိုးတန်ကဝင်စားတာလို့တတိချယုံကြည်ခဲ့တယ်။ခွန်မောင်နဲ့ကောင်းဆန်တို့ရဲ့လက်မောင်းမှာတော့ ဘဲကရောက်လာမှမသိတဲ့ဆရာနှစ်ယောက်ပေးသွားတဲ့အဆောင်ကြီးပြားလက်ပတ်ကတော့အစဉ်အမြဲနေရာယူလျက်အောင်မြတ်သားတို့ဆရာသဘဲနှစ်ယောက်လည်းခုံးမောင်တို့လင်မယားပေါင်းဖက်နိုင်အောင်ကူညီပေးပြီးတဲ့နောက်မှာကျုံတို့ဆိုတဲ့ရောင်မကျမျိုးမကျနေရာလေးတစ်ခုကိုရောက်လာခဲ့တယ်။အရက်ပလင်းကိုမြေပေါ်လောင်းချရင်အရက်ကမြေကိုမထီပဲလေထဲမှာတင်ပျောက်သွားတော့ကျန်တန်းနဲ့ကျို့တုံမြို့မှာ ဆရာတပည့်နှစ်ယောက်ဘယ်လိုရီလက်ဆန်းပြမလဲဆိုတာကိုတော့အောင်မြတ်တာနဲ့အကောင်းဆင်ပေါ်ကကျက်သစေဆိုတဲ့ဝိထုမှာဖတ်ရှုပေးကြပါဦးလေးစားစွာဖြင့်ဇေယနာရှာမညာကော့စတိုရီမြန်မာ channel ကနေဒီတစ်ခါပရိသတ်တွေအတွက်တင်ဆက်ပေးခဲ့တာကတော့ဆိုင်းဆရာဇေယနာရှာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ညောင်မဲထက်ကအဖိုးအိုးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ် နောက်တစ်ခါမှလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့ပရိသတ်အရောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ပရိသတ်တို့လည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဆန္ဒနဲ့ဘဝတည်းတည်းကြကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ